။စာမဲ One Championship တွင်သူအားရှင်ပြန်ထိုးတတ်နိုင်သူမရှိတော့သဖြင့် Two Championship တို့ရောက်ရှိသွားပြီဖြစ်သော Flyweight တန်းကနေ Heavyweight တန်းထိတန်းဆောင်ရှင်ပြန်ထိုးတတ်နိုင်သူတပေါင်းကျော်လက်ကြီးခေါ် DJ လက်ကြီးတယောက်မနေ့က Joshua Van ရဲ့မယုံကြည်နိုင်ပွဲရလဖြင့် Flyweight တန်း Champion ဖြစ်လာခဲ့သောသတင်းနဲ့ပတ်သက်ပြီးသူသိပ်ပဝင်မကြ။ဒီလိုအနိုင်ယူမှုမျိုးကနိုင်ငံအတွက်သိက္ခာကျသလိုအလန်တစ်ခုတည်းအတူတူအောင်ရှင်ပြိုင်နေရသူသူ့အဖို့အရှက်ရစီသည်ဟုဆိုကား ဂျော်ရှူဝါဗန်အား तू တိတ်မကြီးဒီဗန်ဘွဲကမဟုတ်သေးဘူးဗျာကျွန်တော်ကတော့လှုပ်ပွဲလို့ပဲတတ်မှတ်တယ်ဟိုဘရာဇီးကောင်ပန်တို့ကြောင့်လှုပ်ပုံကိုလဲကြည့်လေလက်ဝဲထိုးစားနေတာလေဗျာမိတ်ကလိန်စားနေတာမှမဟုတ်တာနည်းနည်းနာတာကျင်တာလောက်တော့ရှိမှာပေါ့အခုဟာကဗျာလက်နာသွားလို့မထိုးတော့ဘူးတဲ့ကျွန်တော်လေတုံးကဆိုသူ့လိုလက်ကလေးတစ်ဖက်ခောက်ယုံပဲမဟုတ်လက်ကြီးနှစ်ဖက်စလုံးလိန်သွားတာတော့အားတဲ့ခြေထောက်နှစ်ဖက်နဲ့ဘီဂျီချုပ်ွက်ဖော်ပြီးရှေလှုပ်ပြလိုက်တာဗာမများကြာလို့လေ 0.90စက္ကန့်အတွင်းဟိုကောင်ပြော့ခွေပြီးရှုံးပစ်လိုက်ရတယ်။ဒါကြောင့်ကျွန်တော် Joshua Fan ကိုစင်ခေါ်တယ်ဗျာ။ UFC ဘက်ကသာကျွန်တော်ကို4ဒေါ်လာ969သိန်းနဲ့နေစားက6800ဘာပေးရင်အာရှ1 Championship မကထူး Championship မှာပါတောက်ပခဲ့တဲ့တပေါင်းကျော်လက်ကြီးကို BJ လက်ကြီး UFC ဘက်မှာလာထိုးတတ်မယ်လို့ဒီသတင်းစကားဟို Joshua Fan ကြောင်းပို့လိုက်စမ်းပါဗျာ။ဆိုပြီးတပောင်ကျော်လက်ကြီးခေါ် BJ လက်ကြီးတယောက်လိုင်းပေါ်တက်လာကစင်ခေါ်ခဲ့ပါတယ်။တပောင်ကျော်လက်ကြီးခေါ် ဗီဂျေလက်ကြီးဟာတိုင်းပေါင်းစုံပြိုင်ပွဲများစွာတွင်စက်နှစ်နှစ်သားကလေးကစတင်ကျင်းလည်ခဲ့သူဖြစ်ပြီးတိုင်းပေါင်းစုံပြိုင်ပွဲများတွင်မရှိမဖြစ်တက်မြောက်ရမည့်တိုင်းများဖြစ်သောမွေထိုင်းဗီဂျီဂျေပါမကမွေထိုးနှင့်ဗီဂျေပါအထူးကျွမ်းကျင်သူဖြစ်ကမြမတိုင်းများဖြစ်သောဘန်ဒိုဘန်ရှင်နှင့်ဘန်လက်များတွင်ပါဆရာတဆူဖြစ်နေသောသူဖြစ်ပါသည်အထူးကြဆုံးချက်ကတော့တိုင်းပေါင်းစုံပြိုင်ပွဲများ၏တမိုင်းတွင်ဝိတ်တန်နှစ်ခုရဲ့ချန်ပီယံဆုကိုကန်ဆောင်ခဲ့ပူးခဲ့သူမှာခေါ်နာမက်ဂရဂါနဲ့ဒန်နီယယ်ခွန်မီယေဆိုသူလောက်သာရှိတော်လဲ ဘီဂျေလက်ကြီးမှမူဝိတ်တန်ရှစ်ခုစလုံးရဲ့ချန်ပီယံဆုကိုကင်ဘူးခဲ့သူဖြစ်သည့်အပြင်သူမနိုင်မကင်ဘူးသေးသည့်ဝိတ်တန်ချန်ပီယံဆုဆိုလိုအမျိုးသမီးဝိတ်တန်ပါပင်ကြံရှိနေတော်သည်